ပြည်ပဝင်ငွေတိုးတက်လာဖို့နှစ်ဦးသဘောတူကုံသွဲမှုနဲ့အပြည်ပြည်ဆိုင်ရာကုံသွဲမှုတွေထပ်မံတိုးမြှင့်ဖို့လိုအပ်တယ်လို့စီမံကိန်းနဲ့ဗန္ဒာရေးဝန်ကြီးဌာနပြည်ထောင်စုဝန်ကြီးဦးကျော်ဝင်းကစက်တင်ဘာ23ရက်ကနေပြည်တော်ရှိမြန်မာအပြည်ပြည်ဆိုင်ရာကွန်မရှင်ဗဟိုဌာနနှင့် MICC2 မှာကျင်းပတဲ့မြန်မာ Global Investment Forum မှာပြောကြားလိုက်ပါတယ် နိုင်ငံတွင်းမှာရှိတဲ့လူဝင်အားနဲ့တယံစာရကိုထိစပ်မိစွာစီးပွားရေးအင်အားစုတွေကိုဆောင်ရွက်နိုင်မှာကနိုင်ငံရဲ့စီးပွားရေးတိုးတက်လာနိုင်ပေမယ့်အဓိကကြတဲ့စီမံကိန်းတိုင်းမှာစောက်ကြီးစစ်ဆေးနေဖို့လိုအပ်တယ်လို့ပြည်ထောင်စုဝန်ကြီးဦးကျော်ဝင်းကပြောပါရယ်။ဒီကရောမြန်မာနိုင်ငံရဲ့စီးပွားရေးတိုးတက်လာလို့ဆိုတာအမတို့နိုင်ငံမှာလူဝင်အားရှိတဲ့ဆောင်ရည်ကြရတာပဲရှိတယ်ဟုတ်တယံစာတက်တွေရှိတယ်။အဲ့ချိစပ်မိမိနဲ့အမတို့ရဲ့စီးပွားရေးအင်အားစုတွေဆောင်ရွက်နိုင်လို့ရှိရင်တက်လာနိုင်မှာပါနော်။ ဒါပေမဲ့အရေးကြီးတာကတော့အဲ့ဒီမှာအဓိကကျတဲ့ project တိုင်း project တိုင်းမှာ monitoring လုပ်ဖို့အရေးကြီးတယ်။ညွှန်မှန်းထားတဲ့ result ကိုရအောင်တောင်းဖို့အရေးကြီးတယ်။ဒါတွေနည်းနည်းတို့လည်းလို့ထင်တယ်လေ။ဟောဒါတွေကိုတခြားအောင်ဆက်လက်နေဖြစ်ပါပါ။နောက်ဒီဒီလိုပဲ battery ရဲ့ battery trick တွေနောက်ဒီဒီလိုပဲ energy trick တွေကိုထပ်ပြီးတော့ promote လုပ်နိုင်လို့ရှိရင်အင်ကန်နေမြင့်လာမှာပါနော်။ 2016ခုနှစ်ဟာနိုင်ငံရေးအပြောင်းလဲစီးပွားရေးအပြောင်းလဲဖြစ်သွားမယ်နှစ်ဖြစ်တယ်လို့ပြည်ထောင်စုဝန်ကြီးကပြောဆိုသွားမှုအပေါ်စီးပွားရေးလုပ်ငန်းရှင်တွေအနေနဲ့တည်ငောင်းတစ်ခုဖြစ်ပြီး2016ခုနှစ်ကုန်ပါကမြန်မာနိုင်ငံရဲ့စီးပွားရေးပြန်လည်ဦးမော်လာမယ်လို့ယုံကြည်ကြောင်းစီးပွားရေးလုပ်ငန်းရှင်ဦးကထွန်းကပြောပါတယ်။အမြင်နဲ့အခုအစိုးရအခုအနေနဲ့ဗါလဲဆိုတော့ဒီ political reform ပဲပေါ့နော်။အဲသူတို့ကဟိုဟိုပေါ့ဒီဦးစားပေးနေတဲ့ချိန်မှာအခုဒီ minister ဒီ top minister တယောက်က တစီပွားရေးပါအပြောင်းလဲဖြစ်မယ်ဆိုတဲ့ဟာကိုသူပြောတာအတွက်ကြောင့်မလို့ကိုတို့ဒီ private sector နဲ့ဒါတင်းကောင်းပါပြီးတော့ပြီးတော့ဒီမှာရှိတဲ့ panel တွေကတကယ်ဟိုဘာ move on shake ပါဘောနော်တကယ်ဟိုခေါင်းဆောင်တွေဒါပါစဒီ business leader တွေရောဒီဆွမ်းနာပြောတဲ့ world bank တို့ IFC ရဲ့ဒူရီယာဒူရီယာတို့သူကဒီမြန်မာနိုင်ငံရဲ့စီးပွားရေးကိုသူကအရန်ကို positive ပြင်းတဲ့အတွက်ကြောင့်မလို့ကိုတို့ဒီ2016ပြီးသွားရင်တော့မြန်မာနိုင်ငံစီးပွားရေးပြန်လဲဦးမော်လာမယ်လို့ကကိုယ်ယုံကြည်ပါဗျ မြန်မာ Global Investment Forum ဖွဲ့ဖွဲ့အခမ်းအနားမှာစီမံကိန်းနဲ့ဗန္ဓာရေးဝန်ကြီးဌာနပြည်ထောင်စုဝန်ကြီးမြန်မာနိုင်ငံရင်းနှီးမြှုပ်နှံမှုကော်မရှင်ဥက္ကဋ္ဌဦးကျော်ဝင်းကအခွင့်အမှားစကားပြောကြားခဲ့ပြီး Forum ကိုစက်တင်ဘာလ13ရက်ကနေ14ရက်ထိနှစ်ရက်ကျင်းပမှာဖြစ်ကစီးပွားရေးပြည့်ပြည့်ပြောင်းလဲမှုနဲ့ဖွံ့ဖြိုးတိုးတက်မှုအခြေအနေတွေမြန်မာနိုင်ငံရဲ့ရင်းနှီးမြှုပ်နှံမှုအခြေအနေတွေ လျှက်စစ်နဲ့စွမ်းရည်ကဏ္ဍပေါင်းစပ်မှုအခြေအနေတွေအခြေခံအဆောက်အအုံတွေနဲ့စက်မှုကဏ္ဍဖွံ့ဖြိုးတိုးတက်မှုအခြေအနေတွေစတဲ့ကောင်းစဉ်တွေကိုပညာရှင်တွေနဲ့တာဝန်ရှိသူတွေကဆွေးနွေးနေပါတယ်ဖိုရာဖွင့်ပွဲအခမ်းအနားကိုဝေကြီးဌာနအသီးသီးကပြည်ထောင်စုဝန်ကြီးတွေဒုတိယဝန်ကြီးတွေလွှတ်တော်ကိုယ်စားလှယ်တွေညွှန်ကြားရေးမှူးချုပ်တွေကုန်သင်များနဲ့ဆက်မှုလက်မှုလုပ်ငန်းရှင်များအသေးချုပ်ကကိုယ်စားလှယ်တွေ Institutional Investor Asia ကကိုစလဲတွေနဲ့ပြည်တွင်းပြည်ပကလုပ်ငန်းရှင်တွေတက်ရောက်ကြပါတယ်။ဒီသတင်းကိုနေပြည်တော်ဘီရိုကကေတော်ဆန်းကပေးပို့တာဖြစ်ပြီးကျမအီဖိုးကတင်ဆက်ထားတာပါ။